ဟယ်လိုအားလုံးမင်္ဂလာပါကျွန်တော်က MM Kura website မှာရှိတဲ့ paid course တွေကိုလေ့လာဖို့အတွက်ဆိုလို့ရှိရင်ဒီလောက်ကိုအဲ၃ဆောင်ချက်နဲ့ကျွန်တော်ကလေ့လာလို့ရှာတယ်ပေါ့နော်အခုကျွန်တော်ကအာတောင်းခွဲချက်နဲ့ပေါ့နော် discount ဘယ်လိုရမလဲဆိုတဲ့ဟာကိုကျွန်တော်ပြောပြမယ်ဒီလားဒီလားလာစင်ကြီးပေါ့နော်လာစင်ကြီးတောင်းခွဲချက်နဲ့အာဘယ်လိုလေ့လာလို့ရမလဲဆိုတဲ့ဟာကိုကျွန်တော်ပြောပြမယ်အဲ့တော့ဒါကအာတောင်းခွဲအထိရှော့လိုက်တာပေါ့နော်စီနိုနီကိုအဲ့တော့လာစင်ကြီးတောင်းခွဲချက်နဲ့စာလေ့လာခြင်းတဲ့သူတွေက ပထမဆုံးကျွန်တော်တို့ဒီ post လေးကိုဟိုဒီ video လေးကိုပေါ့နော် share လုပ်ပေးပါဒုတိယတစ်ခုကကျွန်တော်ရဲ့ message box ကိုလာပြီးတော့အာဆက်သွယ်ပေးပါပေါ့နော်အဲ့ဒါမှကျွန်တော်အမှတ်ထားလို့ရမှာနော်နောက်တစ်ခုကကျွန်တော်ကအဲ့ဒါအမှတ်ထားပြီးသွားရင် လူပြည့်၃ဦးပြည်တာနဲ့အာကျွန်တော်ခင်ဗျားတို့ပြန်ပြီးတော့အာဆက်သွယ်ပေးမယ်ပေါ့နော်ဟိုကြော်သွားလဲကိစ္စမရှိဘူးနောက်နေ့နောက်နေ့အတွက်ကြိုပြီးတော့ appointment လို့ပုံစံပေါ့နော်လောက်ထားလို့ရတယ်နော်အဲ့တော့ အာ MM Coda website ကိုမသိဘူးဆိုလို့ရှိရင်တစ်ချက်သွားဝင်ကြည့်အဲ့ဒီမှာအာမြန်မာလိုသင်ကြားထားတဲ့ဒီ web development နဲ့ဆိုင်တဲ့အာ course တွေရှိတယ်ပေါ့နော်အကုန်လုံးကအာဟို beginner နေပြီးတော့တကယ် advanced level တိအောင်သင်ထားပြီးပြီးတော့တကယ် real world real world လို့တော့ကျွန်တော်မဆိုလို့ချင်ပါဘူးအပေါင်းဆိုတချို့အားတွေက server deployment မပါတော့ဒါပေမဲ့ project ကတိတိကျကျလေးတွေမဟုတ်ဘူးပေါ့နော်။နည်းနည်း complex ဖြစ်တဲ့ project တွေရှိရတဲ့အထိဒီ course တွေက အဲဒီကိုဆရာတင်ပြထားတာပေါ့နော်โอเคအဲ့တော့အာဒီဟာနားလည်မယ်လို့ထင်တယ်ဒီဟာနဲ့ပတ်သက်ပြီးမရှင်းလို့ရှင်ကျွန်တော်လာပြီးတော့အာမေးလို့ရတယ်ပေါ့နော်โอเคအားလုံးကျေးဇူးပါ